မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဘာမိတ်ရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုးဆိုပါရဒီတစ်ခေါက်မှာတော့လူရှင်တော်တရေကားလေးကိုရီကတ်လုပ်ပေးသွားမှာပါဝိုးရီသေးကြီးမဲကြီးယွာနီတက်တဲ့နေ့မှာဂျော်ဂျီကိုသူ့ရဲ့အကိုဘီလီကကစားစရာဆက်ကူလေးကလေးခောက်ပေးနေပါတယ်အပြင်မှာလည်းမိုးရီသေးသေးမဲမဲယွာနေတာပါညီဖြစ်သူကသူ့နဲ့လိုက်စော်ပေးဖို့ပြောတော့သူကနှကောင်းတွေးရှံနေပြီးနေမကောင်းဖြစ်နေတာမို့လိုက်လို့မရဘူးလို့ဆိုပါတယ်ဂျော်ဂျီကိုမြေရောက်ခန်းထဲမှာဖျောင်းသွားယူပေးဖို့ပြောတော့ လေကိုလိုချင်တာကြောင့်မြောက်ခမ်းလေးကိုကြောက်ကြောက်နဲ့ပဲဆင်းသွားပါတယ်။ကြောက်နေပါတယ်ဆိုမှအခုဖြစ်သူကအမြန်လှဖို့လှမ်းပြောတဲ့အတံကိုလှမ်းသွားပါတယ်။ဒီလိုနဲ့မြောက်ခမ်းလေးမှဖျောင်းကိုလိုက်ရှာရင်အမောင်ထဲမှာမျက်နှာတစ်ခုကိုမြင်လို့တမီးနဲ့ထိုးကြည့်လိုက်တော့ဘာမှမရှိပါဘူး။ဒီချိန်မှပဲပြုံးဆိုပြီးအတံကြားလိုက်ရလို့ရောကြီးလည်းအမြန်ပြန်ပြီးတက်ပြေးပါတော့တယ်။ဖျောင်းရလာတော့လှီလေးလည်းပြေးသွားပြီးဘီလီကလှီအစင်းနဲ့ဖြစ်ပြီးကပတိန်ကိုပြောကပြေးလိုက်ပါတယ်။ဂျော်ဂျီလည်းလှီကိုယူပြီးကျေးဇူးပါဘီလီလို့ပြောလိုက်ကပတ်ထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာဂျော်ဂျီတယောက်မိုးကအဝါလေးကိုဝေ့ပြီးလမ်းမကိုထွက်ပြီးရေစီးချောင်းလေးမှာလေကိုချပြီးနောက်ကနေပြေးလိုက်ပါတယ်။ရေစီးကမြန်တော့လှေနောက်ကိုအမြန်လိုက်ရင်ခိုင်းမိသွားကလဲသွားပါတယ်။သူ့ရဲ့လေလေးကလည်းရေစီးအတိုင်းပါသွားရင်ရေနုံမြောင်းအပေါက်ထဲကိုဝင်သွားပါတော့တယ်။ဒီတော့ပါသွားပြီဆိုပြီးအပေါက်ထဲကိုငုံကြည့်နေချင်းပြုံးဆိုပြီးမျက်နှာတစ်ခုပေါ်လာတော့လှမ်းပြီးနောက်ကိုလှမ်းသွားပါတယ်။အထက်ကအတန်ကိုလည်းကြားလိုက်ရပါတယ်။မင်းဆက်ကူလေလေးကိုပြန်လိုချင်လားလို့မေးတော့လူချင်ပါတယ်လို့ပြောလိုက်ပါတယ်။ ေမြောင်းတဲကလူကလည်းသူ့ကိုပန်နီဝိုက်လို့မိတ်ဆက်လိုက်ပါတယ်။ဂျော်ဂျီကရေစိုးမြောင်းတဲကပန်နီဝိုက်နဲ့စကားပြောနေတာကိုအနာအိမ်ကအပွားကြီးကလည်းမြင်ပေမဲ့ကလေးတွေစော့နေတယ်တင်ပြီးအမှုမဲ့အမှတ်မဲ့ပါပဲ။ဒီလိုနဲ့ပန်နီဝိုက်ဖျားယောင်းပြီးလှေကိုယူခိုင်းတော့ဂျော်ဂျီကနှံ့အယူမှာလက်ကိုဖမ်းဆွဲထားပြီးကြိုက်ချလိုက်တော့ပြတ်သွားကထွက်ပြေးပေမဲ့ခြေထောက်ကနေဆွဲခေါ်ခံလိုက်ရပါတယ်။အဲဒီနောက်မှာတော့မိုက်တယောက်ကတားတက်ယုံပိုင်ရှင်ရဲ့တားဖြစ်ပြီးသူမလုံနိုင်တဲ့ဖြစ်နေတဲ့အလုပ်ကိုအဖေပြစ်သူကတားကိုလက်ချရိုက်နေပါတယ်။ အပင်ဖြစ်သူကလည်းမိုက်ကအတော့မကြလို့စူပူချိန်မောင်းနေပြီပြောင်းဝါကမင်းနှစ်ဖူးရှိရောက်လာမှဒါကိုတိလို့မဖြစ်ဘူးလို့ပြောကထွက်သွားပါတယ်တပတ်မှလည်းဘီလီတို့ကြောင်းမှအနိုင်ကျင့်ခံရတဲ့ဘီဘာလီဆိုတဲ့ကောင်မလေးတယောက်ရှိပါတယ်သူကြောင်းအနောက်ဘက်ကနေပြန်တော့သူ့လိုပဲအနိုင်ကျင့်တဲ့ရန်ကလုတ်ဖို့ကြောင်းသားအစ်တတယောက်နဲ့တိုးပြီးမိတ်ဆက်လိုက်တာသူ့လက်မှတ်ပါထိုးပေးပြီးထွက်သွားပါတယ်ဘီလီတို့ကြောင်းကကလေးတွေလဲသူ့ညီလေးလိုပျောက်သားတာတွေရှိပြီးမိဘတယောက်ကသူ့သမီးလေးပြန်လာမလားကြောင်းရှိမှအမြဲလာစောင့်နေတာပါ ဗီလီတို့ကရေဆိုးမြောင်းတွေရဲ့လမ်းဆုံးဖြစ်တဲ့ဖုံးစိုးမြေအကြောင်းကိုပြောနေကြပြီးအနိုင်ကျင့်တဲ့ចောင်းသားတွေနဲ့တွေ့ပြီးအနိုင်ကျင့်ခံရပြန်ကသူကပြန်အောင်လိုက်တော့တီးဖို့လှဲ့လာပေမဲ့ရဲတွေရှိနေလို့လက်သွားကြပါတယ်။ဗီလီကရေဆိုးမြောင်းပိုက်လိုင်းရဲ့ပုံချမ်းလှုပ်ထားပြီးအဖေကိုပြပေမဲ့လက်မခံပဲအဆူပဲခံရပါတယ်။တစ်ဖက်မှာလည်းမိုက်တယောက်ကအနိုင်ကျင့်တဲ့ကောင်လေးကိုမြင်တော့လမ်းချတဲ့ပြေးဝင်ပြီးပုန်းနေရကဒီချိန်မှာပဲသူ့နောက်တကားဝါးကနေဝုန်းဆိုတဲ့အတန်နဲ့အတူလက်တီထွက်လာတော့လှမ်းသွားပါတယ် အနားကိုသွားတော့တကားကပွင့်သွားပြီးအထဲမှာသူ့ကိုရက်ကြည့်နေတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်ဒီချိန်မှာပဲကားတစ်စီးကဖြတ်ဝင်လာလို့ရှောင်လိုက်ရကအနိုင်ကျင့်တဲ့ကောင်းလေးပါတကားကိုပြန်ကြည့်တော့သူ့ရဲ့အဖေထွက်လာကမင်းအဆင်ပြေရဲ့လားလို့ဆိုပါတယ်နောက်တစ်ယောက်ကတော့စတန်လီပါသူကကျန်းစာအုပ်ကိုသွားသိမ်းတော့သူ့အဖေရဲ့အခန်းထဲမှာဓာတ်ပုံကိုတောက်တက်တဲ့ကြားကနေပဲပုံကစောင်းနေလို့တဲ့ခဲ့ပါတယ်သူစာအုပ်ကိုစင်ပုံကိုပြန်ထားနေတော့မှပုံကပြုတ်ကျသွားပါတယ်ဒီတော့ပုံကိုပြန်ချိတ်လိုက်တော့အယုတ်ကမရှိတော့ပဲဗလာကြီးဖြစ်နေတာ သူ့အနောက်ကိုရောက်နေတာပါဒီတော့អော်ပြီးပြေးပါတော့တယ်အဲ့ဒီနောက်မှာဘီလီကသူ့ရဲ့တငယ်ချင်းတွေကိုခေါ်ပြီးရေစိုးမြောင်းတွေရဲ့လမ်းဆုံးရဖြစ်တဲ့ဖုံးစိုးမြေကိုသူ့ညီကိုတွားရှာကြပါတယ်နွေရာသီចောင်းပိတ်ရလည်းဖြစ်ပြီးဘန်ကတော့အားလည်းရမှာစာအုပ်တွေတွားဖတ်တာပါသူ့စာအုပ်တစ်ခုထဲမှာကလေးတွေပျောက်ရတာနဲ့ပတ်သက်ပြီးပန်နီဝါရဲ့တည်င်းကိုတွေ့လိုက်ရတယ်လို့ကလေးတစ်ယောက်ကတစ်ပင်မှာချိန်နေတဲ့ပုံကိုမြင်ပြီးလမ်းသွားကစာအုပ်ကိုပိတ်လိုက်ပါတယ်သူ့နောက်ကိုလှည့်ကြည့်တော့ဘူပေါင်းလေးတစ်ခုလွင့်နေတာကိုမြင်ပြီးအနောက်ကနေလိုက်သွားကြည့်တော့ ဥလေးတစ်ခုကိုထပ်တွေ့ပါတယ်။အထဲကိုထပ်ဝင်သွားပြီးဆက်စုနေတုန်းမှာအနောက်တကားအပေါက်ကနေခေါင်းပြက်နေတဲ့ကိုကြီးကရှောက်လာတာကိုမြင်လိုက်ရပါတယ်။သူကြည့်နေရင်သူ့စီကိုပြေးလာတော့သူလည်းပြေးရပါတော့တယ်။ကြောက်ကြောက်နဲ့ပဲပြေးနေရင်စာကြီးတိုက်ကအပွားကြီးနဲ့တိုက်မိသွားကအနောက်ကိုပြန်ကြည့်တော့မရှိတော့ပါဘူး။သူပြန်တဲ့အခါမှာတော့သူ့ကိုအနိုင်ကျင်းတဲ့ကောင်တွေနဲ့တိုးပြီးဝိုင်းပြီးအနိုင်ကျင်းကြပါတော့တယ်။တရားတစ်ခုနားကိုခေါ်သွားပြီးဝိုင်းချုပ်ထားတော့မှကားတစ်စီးဖြတ်သွားလို့အကူကြီးတောင်းဝင်မဲ့အဖက်မလုံသွားပါဘူး။ ကားထဲမှာဘူပေါင်းအနီလေးကိုလည်းမြင်လိုက်ရပါတယ်။အစိုးဆုံးကောင်ဟင်နရီကတော့သူ့ဘိုက်ကိုဓာတ်နဲ့လှီးလိုက်ပါတယ်။ပြန်တဲ့ကောင်တွေကလွန်မဆိုးလို့ဓာတ်ပိမဲ့မရပါဘူး။ဘန်ကလည်းဟင်နရီကိုခံထုတ်လိုက်ပြီးတရားပေါ်ကနေသူ့လည်းတုတ်ကြပြီးကြောက်ထဲကိုလိမ်ဆင်းသွားပါတယ်။ဟင်နရီကလည်းသူ့ကိုတီးသွားလို့အသေးအတန်လိုက်ကြပါတယ်။အောက်ကိုရောက်တော့ဟင်နရီကဓာတ်ပြောက်သွားလို့ရှာနေကကြံတဲ့ကောင်တွေကဆက်လိုက်ကြပါတယ်။ဘန်ကလည်းပြင်းနေရင်ဖုံးစိုးမြေထဲကိုရောက်သွားပါတယ်။ဘီလီတို့ကလည်းရေစိုးပိုက်လိုင်းထဲကိုစဝင်ကြပါတယ်။ ဒါပေမဲ့အက်ဒီနဲ့စတန်လီကတော့မုံလင်းသေးပဲအက်ဒီကအနံ့ဆိုးတာတွေညစ်ပတ်တာတွေနဲ့ဓာတ်မတည့်ဘူးလို့ပြောနေပါတယ်။ဘီလီကဆက်သွားကြပြီးသူ့ညီလေးကိုရှာဖို့စိတ်အားထက်သန်နေပေမဲ့အက်ဒီတို့နှစ်ယောက်ကတော့မလိုက်ချင်ဘူးညင်းနေပါတယ်။ဒီချိန်မှာပဲသူ့လိုနားကိုဘန်ကယောက်ချလာပါတယ်။အနောက်ကနေလည်းလိုက်ဖမ်းတဲ့ကောင်ကလိုက်လာပြီးဘန်ကိုမတွေ့တော့လှိုင်းကောင်းတဲ့ကအတန်ကြားလို့အထဲမှာရှိတယ်ထင်ပြီးတွားရှာကလိုက်ရှာနေတော့တေဆုံးပြီးသားလူတွေကိုမြင်လိုက်ရကထွက်ပြေးပါတယ်။ဒါပေမဲ့သူပြေးတာအပေါက်မဟုတ်ပဲအပိတ်ပတ်ဖြစ်နေတော့သူနာကိုဘူပေါင်းလေးတွေရောက်လာတာ နောက်ကနေပန်နီဝိုင်းကပေါ်လာပြီးကြိုက်ချလိုက်ပါတော့တယ်။ဘန်ကတော့ဘီလီတို့နဲ့ပြန်လိုက်သွားတာပါ။ဘီလီတို့လည်းစတိုးဆိုင်တဲကစေးပစ္စည်းတွေကိုတွားယူနေတော့ပိုက်ဆံမလောက်ဖြစ်နေချိန်ဘီဗာလီနဲ့တွေ့ပြီးသူမကဆိုင်ရှင်ကိုလှဲစားနေတော့ဘီလီတို့ကစေးပစ္စည်းတွေကိုယူပြီးလစ်ပါတော့တယ်။ဒီတော့သူတို့အကုန်စုံမိသွားကြပါတယ်။ဘီဗာလီကိုဘီလီကမနှက်ပန်သူတို့တွားမဲ့နေရာကိုလိုက်ခဲ့ချင်လားလို့ဆိုတော့ဘာမှမပြောဘဲပြန်သွားပါလိမ့်။အဒီတို့ကတော့ဘန်ရဲ့အနာကိုဝိုင်းပြီးစေးကူပေးလိုက်ကြပါတယ်။ ဗီပါလီကလည်းအင်ကိုပြင်ရောက်တော့သူ့အဖေကသူ့ဝယ်လာတာတွေကိုကြည့်ပြီးစပင်းလေးကိုနမ်းလိုက်ကအဖေရဲ့သမီးလေးဖြစ်တုံးပဲမလားလို့မေးတော့ဟုတ်ကဲ့ဒယ်ဒီလို့ပြန်ပြေကအထဲကိုဝင်သွားလိုက်ပါတယ်ဗီလီကလည်းငိုနေရင်သူ့စပင်းလေးကိုညှက်ပြစ်လိုက်ပါတယ်အဲဒီနောက်မှာတော့ဗီလီတို့အဖွဲကယောက်ကမ်းမကနေခုံချဖို့သူ့ရင်ခုံငါရင်ခုံနဲ့လုံနေတော့ဗီပါလီရောက်လာပြီးငါရင်လို့ဆိုကပြေးလာပြီးခုံချသွားပါတယ်ကောင်မလေးကကြွားသွားလို့ဗီလီတို့လည်းလိုက်ခုံချကြပါတော့တယ်ဒီထဲမှာကစားကြပြီးတဲ့နောက်မှာတော့ မတီရဲကမိဘလေးအိတ်နေတာကိုငေးပြီးကြည့်နေကြပါတယ်။ကမလေးကနိုးလာတော့သူတို့မဟုတ်တယ်လို့ပဲလုံနေကြရင်ဘန်ရဲ့အိတ်ထဲကစာအုပ်တွေကိုတွေ့သွားကြပါတယ်။အဲ့နောက်မှာတော့ဘန်ကသူစာကြီးတိုက်ထဲမှာပတ်ခဲ့ဘူးတာကိုပြောပြလိုက်ပါတယ်။ဒီဒယ်ရီမျိုးကတခြားမျိုးတွေနဲ့မတူဘူးလေးလာမှုတွေလုံကြတဲ့အခါမှာဒီမျိုးလေးကတနိုင်ငံလုံးအတိုင်းအတာထက်လူအသေးအပြောက်၆ဆပုံများနေတယ်လို့ဆိုပါတယ်။ကလေးတွေပုံများတယ်လို့ဆိုကမင်းတို့သိကြရင်ငါ့မှာမှတ်စုရှိတယ်လို့ဆိုပြီးသူ့အိမ်ကိုခေါ်သွားပါတယ်။အခန်းကိုရောက်တော့ဘန်က ဒီမျိုးရဲ့တမိုင်းကြောင်းကိုပြောပြပါတယ်။အရင်က ခင်းထောက်စကန်းတစ်ခုဒီမျိုးမှာစကန်းချခဲ့တာ။ဒယ်ရီကိုဖွဲ့စည်းခဲ့တဲ့လူပေါင်း60တရာဟာတောင်းအကုန်မှာအားလုံးသဲလွန်စမကြံအောင်ပျောက်သွားခဲ့ကြတယ်။တခုတည်းသောသဲလွန်စကတော့ရေရင်းသားကအင်စီကိုဥတီနေတဲ့အဝိဆာတွေပဲလို့ဆိုပါတယ်။သူတို့ထဲကတယောက်ကလည်းငါတို့ဒီမဖြေရှင်းနိုင်တဲ့ထူးဆန်းတဲ့အမှုကိုဆက်လိုက်ကြမလားလို့ကြီးကြီးကျယ်ကျယ်တွေထပြောနေပါသေးတယ်။တနေ့မှာတော့အဒီတယောက်အေးအေးဆေးဆေးလမ်းလျှောက်လာရင်အိမ်အဟောင်းကြီးတစ်လုံးသားအရောက်မှာအတန်ကြားလို့လှည့်ကြည့်တော့ တကားပေါက်ကပွင့်လာပြီးသူ့ကိုခေါ်တန်ကြားလိုက်ရပါတယ်။သူ့ရဲ့အချိုလုံးလေးတွေပြုတ်ကျသွားလို့ကောက်တဲ့အခါမှာကြောက်စရာကောင်းတဲ့တရေတကောင်ကသူ့ရှေ့ကိုရောက်လာလို့လမ်းပြီးပြင်းနေအိမ်ဟောင်းကြီးရဲ့ခြံထဲကိုရောက်သွားကကျန်စီယိုနာကိုရောက်တော့ထွက်မရဖြစ်နေပြီးလှဲ့ကြည့်လိုက်တော့တရေကပြောင်သွားပြီးပန်နီဝိုက်ကရှိနေတာ။အဒီလက်ကျန်စီယိုကိုဖျက်ပြီးပြေးရပါတော့တယ်။ဘီဗာလီကလည်းဘန်းကသူ့အတွက်ရေးထားတဲ့ကြပြားလေးကိုရေချိုးကန်းထဲမှာဝင်ဖက်နေတော့ရေသုံးပရိစင်အပေါက်ကနေအတန်ကြားလိုက်ရပါတယ်။ အပေါက်ထဲကိုစူးစမ်းကြည့်နေတော့မှစပိန်နေထွက်လာပြီးသူ့ကိုဆွဲထားကတွေးတယ်လေအပေါက်ထဲကနေပန်းထွက်လာပါတယ်။သူမလွတ်သွားတဲ့အချိန်မှာအောင်းငုံနေချင်းအဖေဖြစ်သူကဝင်လာတော့တွေးတယ်ရှိနေတာကိုသူမတယောက်တည်းကပဲမြင်ရပြီးအဖေကတော့မမြင်ရပဲပြန်ထွက်သွားပါတယ်။ဘီလီကလည်းသူ့ရဲ့ညီလေးအခန်းမှာဝင်ထိုင်ပြီးတတိယနေတော့အရေးတခုဖြတ်သွားတာကိုမြင်လို့နောက်ကနေလိုက်ကြည့်တော့မြောက်ခန်းထဲကိုဆင်းသွားတာကိုမြင်လိုက်လို့လိုက်ကြည့်ပါတယ်။အခန်းထဲမှာရေရေရှိနေပြီးညီဖြစ်သူကိုလည်းမြင်လိုက်ရပါတယ်။သူကြည့်နေရင်ကြောက်စရာကောင်းတဲ့ပုံစံဖြစ်သွားတာ ပန်ဒီဝိုက်ကလည်းရေသေးကထွက်လာပြီးသူ့စီပြေးလာတော့ဘီလီတဲ့ထွက်ပြေးကတကားကိုပိတ်ချလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘီပါလီကသူ့အခန်းထဲကသွေးတွေကိုဘီလီတို့အပွဲကိုခေါ်ပြတော့ဘီလီတို့ကလည်းမြင်ကြရပါတယ်။ဂျီတော့အားလုံးဝိုင်းပြီးအခန်းတန်ရှင်းပေးလိုက်ကြပါတယ်။ဘန်းကဘီပါလီကိုသဘောကျနေပြီးသူစာရေးထားတဲ့ဓာတ်ပုံလေးရှိနေတာကိုမြင်လိုက်ရလို့ကြေညာသွားပါတယ်။သူတို့တော်တော်များများကပန်ဒီဝိုက်ကိုမြင်မှုကြတယ်လို့ဆိုပါတယ်။ဒီလိုပြောနေချိန်မှာမိုက်ရဲ့ဆက်ပြီးကိုမြင်ပြီးအနိုင်ကျင်းတဲ့ကောင်တွေရဲ့ကားလည်းရှိနေတာမို့ဘိုက်ကိုကယ်ဖို့လိုက်သွားကြပါတယ်။ ဟင်နရီတို့ကလည်းမိုက်ကိုဝိုင်းပြီးအနိုင်ကျင့်နေချိန်မြက်တော်ထဲမှာပန်နီဝက်ကလူရဲ့လက်တချောင်းကိုစားနေတာကိုမိုက်ကမြင်လိုက်ရပါတယ်သူထားပြေးဖို့လုံတော့ဝိုင်းတီးကြပါတယ်ဒီချိန်မှာပဲဟင်နရီရဲ့ကောင်းကိုကြောက်ခဲတစ်လုံးလာမှန်ပြီးလဲသွားပါတယ်ဗီပါလီကပြစ်လိုက်တာပါမိုက်ကလည်းတစ်ဖက်ကိုကူးသွားတော့ဘန်းကကြောက်ခဲနဲ့စပြစ်တော့အပြန်လန်ကြောက်ခဲတွေနဲ့ပြစ်ကြပါတော့တယ်ဗီလီတို့ကလူများတော့ဟင်နရီတို့အဖွဲလဲခံလိုက်ရပြီဟင်နရီကလဲကြသွားပါတယ်အဒီကလည်းဆဲထားခဲ့ပြီးထွက်သွားကြပါတယ် ီလီတို့အဖွဲ့တွေကသူတို့ကြောက်တဲ့အရာတစ်ခုစီရှိကြတော့ကိုပိုင်းဖွဲ့ပြီးပြောနေကြပါတယ်။အဲဒီနောက်မှာတော့ဘီလီကသူ့အဖေရဲ့မြေပုံကိုတုံးပြီးရေစိုးမြောင်းတွေရဲ့လမ်းကြောင်းတွေကိုကြည့်ကြတာ။ရေစိုးမြောင်းတွေရဲ့စုံးတဲ့နေရာကအိမ်ဖြည့်ကြီးရှိတဲ့နေရာမှာတွားကြနေပါတယ်။အဒီကကြောက်လာလို့တော်တော့လို့ဆိုကမြေပုံကိုဆွဲခွာလိုက်တော့ပရိုဂျက်တာနဲ့ထိုးထားတာမို့အယုတ်တွေကသူ့အလိုလိုပေါ်လာပါတယ်။တပ်ပုံတွေပေါ်လာရင်ကနေတဖြည်းဖြည်းလူရှင်တော့ပန်ဒီဝိုက်ပုံပေါ်လာပြီးသူတို့ကိုကြည့်နေပါတယ်။စက်ကြီးကိုပိတ်ကန်လိုက်တော့လေပုံကရှိနေပြီ တို့ကြည့်နေရင်မှပဲအကြီးကြီးဖြစ်လာပြီးထွက်ချလာတာသူတို့ကို၆တော့အကုန်အဟစ်ကြရင်တကားကိုဖွင့်လိုက်တော့ပျောက်သွားပါတယ်ဘီလီကလည်းအင်ကြီးကိုချက်ချင်းထွက်သွားပါတယ်ညာနယ်ကလေးတွေကဝိုင်းထားတော့သူ့ညီလေးဂျော်ဂျီလိုကလေးတွေထပ်ပြောက်အောင်မှမလိုချင်ကြောင်းနဲ့ငါတို့အလှည့်လည်းဖြစ်လာနိုင်တယ်အင်ကိုပြန်ရင်ငါညီလေးဂျော်ဂျီမရှိဘူးဆိုတဲ့ခံစားချက်ကဒီအိမ်ထဲကိုဝင်တာလောက်မစိုးဘူးလို့ဆိုကဝင်လိုက်ပါတယ်ညာနယ်ကလေးတွေကလည်းဘီလီဝင်တော့အားလုံးလိုက်ဝင်ကြပါတယ်အိမ်ထဲကိုဝင်တော့အန်တီကတယောက်တည်းကွဲထွက်သွားပါတယ် ကျန်းကလည်းအပေါက်ကြီးဖြစ်သွားပါတော့တယ်ဒီချိန်မှာသူ့နှောက်ကနေတရေကြီးပေါ်လာပြီသူလက်ကြီးတော့ကြောက်ပြီးပြုတ်ကျသွားပါတယ်သူတို့ထဲကရီချီကလည်းထပ်ကွဲသွားပြီးပန်ဒီဝိုင်းနဲ့တွေ့ကထွက်ပြေးရင်းဘီလီကကယ်လိုက်ပြီးပြန်ဖို့ပြင်ပါတယ်ဒီချိန်မှာပဲသူတို့ဘေးမှာအတီရဲ့ပုံစံနဲ့ခြောက်လန့်ပါတော့တယ်တစ်ဖက်မှာလည်းအတီကပြုတ်ကျတဲ့အတွက်လက်ကျိုးသွားပြီးသူထလာတော့ပန်ဒီဝိုင်းနဲ့ထပ်တိုးပါတယ်သူအနာကိုတဖြည်းဖြည်းတိုးလာပြီးလက်ဘင်းကိုညက်တော့ဘီလီတို့ကလည်းသူတို့နောက်ဆုတ်ပြေးဖို့ပြင်တော့ တကားပေါက်တွေက၃ခုတောင်ဖြစ်နေပါတယ်။တကားတစ်ခုကိုသွားဖွင့်လိုက်တော့ကိုယ်တပိုင်းဖြက်ကြီးကိုပဲမြင်ပြီးပြန်ပိတ်လိုက်ကြပါတယ်။အန်တီကိုလည်းအရသာရှိတဲ့အကြောက်တရားလေးတွေလို့ဆိုကပါဇက်ကြီးအကျယ်ကြီးဟပြတော့ဘီလီတို့ကရောက်ချလာပါတယ်။ဘီလီတို့အနားကိုပြေးရလာမှာဘီဘာလီကရောက်လာပြီးတန်ကြုံနဲ့ထိုးချလိုက်ပါတယ်။သူတို့အားလုံးအရှိမပဲပို့ပြီးကြောက်စရာကောင်းလာပြီးကလေးတွေကအော်နေတော့တန်ကြုံတန်းလန်းကြီးနဲ့အခန်းတစ်ခုထဲကိုဝင်သွားပါတယ်။ဘီလီကအနောက်ကနေလိုက်ကြည့်တော့ရေတွင်းပြတ်တစ်ခုထဲကိုဝင်သွားတာကိုမြင်လိုက်ရပါတယ်။ အဒီရဲ့ကျိုးသွားတဲ့လက်ကိုလည်းဝိုင်းမိတဲ့ပေးလိုက်ကြကအပြင်ကိုအကုန်ပြန်ထွက်ပြေးကြပါလေဒီချိန်မှာပဲအဒီရဲ့အမေကရောက်လာပြီးသူ့သားနဲ့ဝေးဝေးနေဖို့တပွဲလုံးကိုရန်တွေ့ကထွက်သွားပါလေဘီလီကနောက်တစ်ချိန်ထပ်သွားဖို့ပြောတော့အကုန်လုံးကဝိုင်းကန့်ကွက်နေကြကဂျော်ဂျီကဒေဗီလို့ပြောတဲ့အတွက်ဘီလီနဲ့ရန်ဖြစ်ကြပါလေဒါကသူဖြစ်စေချင်တာလို့ပြောကဘီဘလီကဝင်တားပါလေဒါပေမဲ့ဘီဘလီကလွဲပြီးချမ်းတဲ့ကလေးတွေကထပ်မပါဖို့ထွက်သွားကြပါလေဟင်နရီရဲ့အဖေကလည်းရဲတယောက်ဖြစ်ပြီးသူ့သားကိုလည်းကြမ်းကြမ်းတမ်းတမ်းပဲဆက်ဆံတာပါ နောက်တော့စိတ်ချင်ပေါက်လာတဲ့ဟင်နရီကပန်နီဝါရဲ့လှည့်စားမှုအောက်ကိုရောက်သွားပြီးသူ့ရဲ့အဖေအိတ်နေချိန်မှာလေဘင်းကိုတားနဲ့ထိုးပလိုက်ပါတယ်။ဘီဗလီကလည်းသူ့အဖေဖြစ်သူနဲ့ပြဿနာအကြီးကျယ်တက်ပြီးအဖေကအကြမ်းဖက်လာတာကြောင့်သူပုန်းနေတာကိုလိုက်အရှာမှာကျွေပြားနဲ့တီးထလိုက်လို့ဆုံးပါသွားပါတယ်။သူထွက်ဖို့ပြင်တော့ပန်နီဝိုက်နဲ့တိုးပြီးဖမ်းခေါ်သွားတာကိုခံလိုက်ရပါတယ်။ဘီလီကလည်းဘီဗလီပျောက်သွားတာကိုသိပြီးအန်နီဝိုက်ဖမ်းသွားတယ်ဆိုတာကိုတန်းသိတဲ့အတွက်သူ့ရဲ့တငယ်ချင်းတွေကိုအကြောင်းကြားလိုက်တဲ့အခါမှာအပွဲလိုက်ချီတက်လာကြပါတယ်။ လက်နက်တွေလည်းပါလာကြပြီးမိုက်ကလည်းသူ့အဖေစိတ်တွေတတ်တဲ့တနတ်ကိုယူလာပါတယ်။သူတို့အိမ်ထဲကိုဝင်လာနေဟင်နရီကလည်းစောင့်ကြည့်နေတာပါ။တန်လီကနေခဲ့ဖို့ပြင်တော့ငါတို့အားလုံးတကွဲစီဖြစ်နေရင်ဖမ်းခေါ်ခံရလိမ့်မယ်။အားလုံးအတူရှိနေရင်တော့အနိုင်ရလိမ့်မယ်လို့ပြောတဲ့အတွက်အကုန်လုံးအတူဝင်လိုက်ကြပါတယ်။ပန်နီဝိုက်ဝင်သွားတဲ့ရေတွင်းထဲကိုကျိုးတချောင်းနဲ့တွေ့ပြီးဆင်းလိုက်ကြပါတယ်။ဒီပလီကလည်းဖမ်းခေါ်ခံထားရကသူ့နိုးလာတော့တွင်းနဲ့အကြီးကြီးတဲကိုရောက်နေပြီဖြစ်ပြီးပျောက်ဆုံးသွားတဲ့ကလေးတွေအားလုံးတောင်းလို့ပုံနေတာကိုမြင်သွားပါတယ်။ သူမှပြေးဖို့လို့တော့လူရှင်တော်ပန်တီဝဲကထွက်လာပြီကပြနေတော့ထွက်ပြေးဖို့လုပ်တဲ့အခါမှာဖမ်းဆွဲထားပြီးလေဝင်းညင်ထားတော့တတွေးနဲ့ထွေးပစ်လိုက်ပါတယ်ဒီတော့ဗဇက်ကအကြေကြီးဖြစ်သွားပြီးဗဇက်တဲကနေအယောင်လက်နေတဲ့အလုံးလေးတွေပေါ်မြင်ပြီးဘီပလီကမျက်လုံးတွေအယောင်ပြောင်းသွားပါတယ်တစ်ဖက်မှာလည်းကျင်းဝမှာအကြံခဲ့တဲ့မိုက်ကိုဟင်နရီကတိုက်ခိုက်လိုက်ပြီးကျိုးကိုဆွဲတင်လိုက်ပါတယ်မိုက်ကိုထပ်ပြီးအနိုင်ကျင့်ဖို့ပြင်တော့သူ့တနတ်နဲ့ပြစ်ပေးမယ်ရှောင်လိုက်ပြီးပြန်တိုက်ခိုက်တဲ့အခါမှာတော့ဟင်နရီတွင်းကြီးတဲ့ကိုခြေလွတ်လပ်လပ်ပြုတ်ကျသွားပါတယ် မိုက်ကိုခေါ်နေတော့စတန်လီကတယောက်တည်းကွဲထွက်သွားပြန်ကရောက်စရာအယုတ်ကြီးနဲ့တို့ပါတယ်ဘီလီတို့ကလိုက်ရှာနေရင်အခန်းတစ်ခုတည်းကိုဝင်တော့တွေ့သွားကြတဲ့အခါမှာစတန်လီရဲ့မျက်နှာကိုငုံထားတာကိုမြင်လိုက်ကြပါတယ်သူတို့ကမြင်တော့အမောင်တဲကိုပြောင်းဝင်သွားကပန်နီဝိုက်ပုံစံဖြစ်သွားပြီးပျောက်သွားပါတယ်ဘီလီကလည်းသူ့ညီကိုမြင်လို့လိုက်သွားကြည့်တော့ကလေးတွေကိုဖမ်းထားတဲ့အခန်းထဲမှာဘီဘလီကိုတွေ့လိုက်ပါတယ်ဘီဘလီကငြိမ်သက်နေပြီးလေးဘောကိုရောက်နေပါတယ်ဘီလီကတော့သူ့ရဲ့ညီကိုလိုက်ရှာပါတော့တယ်ကျန်တဲ့ကလေးတွေလည်းရောက်ချလာတော့ဘီဘလီကိုမြင်ပြီးအောက်ကိုချလိုက်ကြတာ ပေါ်မရပဲသတိမေ့နေသလိုဖြစ်နေတော့ဘန်ကအနမ်းပေးလိုက်တော့မှဘီပလီကပြန်ကောင်းသွားပါတယ်။ဒီချိန်မှာဂျော်ဂျီကထွက်လာပြီးသူ့ရဲ့အကုန်နဲ့စကားပြောနေပါတယ်။ဘီလီကလည်းသူ့ညီပဲထင်ပြီးငိုကအနားကိုသွားလိုက်ပြီးယုတ်တိရဲ့လေတနက်ကိုထုတ်ပြီးမင်းကငါညီမဟုတ်ဘူးလို့ဆိုကနှစ်ဖူးကိုတဲပြီးပြစ်ထည့်လိုက်ပါတယ်။ဒီတော့မှလဲကျသွားပြီးငိမ့်သက်သွားကခဏနေတော့လှုပ်ရွာလာပြီးပန်နီပါကြီးဖြစ်သွားကထလာပါတယ်။နောက်ကကလေးတွေကလည်းသူ့ကိုပြစ်လိုက်ဟိလို့အော်နေကြပြီးမိုက်ကတော့ဒါကြီးမဖြစ်ရသေးဘူးလို့လှန့်အော်ပြောပါတယ်။ ချင်းမရှိပဲဘီလီကပြစ်ထည့်လိုက်ပါတယ်ဒါပေမဲ့ပန်နီဝိုက်ကတကယ်နာသွားပါတယ်ချက်ချင်းပဲဘီလီကိုပြေးကြိုက်တော့တနတ်ကိုကိုင်းမိသွားပါတယ်ကလေးတွေကလည်းဝိုင်းထိုက်ခတ်ကြရင်ပန်နီဝိုက်ကဘီလီကိုမိသွားကချုပ်ထားပြီးညာနယ်ကလေးတွေကိုဘီလီကိုထားခဲ့ပြီးထွက်သွားရင်မင်းတို့ကိုလှုပ်ပေးမယ်မင်းတို့အသက်ကြီးတဲ့အထိအေးအေးချမ်းချမ်းနေသွားလို့ရမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဘီလီကလည်းငါ့ကြောင့်မင်းတို့ဒီရောက်လာတာမို့ထွက်သွားကြတော့လို့ပြောတော့ စတန်လီကမင်းငါ့ကိုလည်းထိုးတယ်ဒီခြေရင်းလေးကိုလည်းခေါ်လာတယ်အခုငါ့ကိုမင်းကဒီလူရှင်တော်ကိုလည်းတတ်ရအောင်လုပ်ပြန်ပြီလို့ဒုတ်ကြီးကိုကင်ပြီးပြောလိုက်တာပန်နီဝိုက်ကလည်းပြေးအလာမှာစီးပြီးရိုက်ချလိုက်ပါတယ်ဒီတော့ကျန်တဲ့ကလေးတွေကလည်းဝိုင်းပြီးတမကြပါတယ်အကုံဝိုင်းပြီးတက်ညီလက်ညီနဲ့တိုက်ခိုက်ကြတော့နောက်ဆုံးဘီဘလီရဲ့အဖေမျက်နှာကြီးဖြစ်သွားပါတော့တယ်ဒီတော့ဘီဘလီကလည်းဗဇက်တဲကိုတန်ချောင်းကြီးထိုးထည့်ပြစ်လိုက်ပါတယ်တန်ချောင်းကြီးကကြွထွက်သွားတာတပြေးပြေးခံစားနေရပြီးအနောက်ကိုဆုတ်သွားပါတယ် ဘီလီတို့ကလည်းသူတို့မကြောက်ရင်သူတို့ကိုတတ်လို့မရဘူးဆိုတာကိုတည်သွားကြပါတယ်။အခုတော့ငါတို့ကမကြောက်တော့ဘူး။အခုခမည်းကြောက်နေပြီဘာလို့လဲဆိုတော့ခမည်းငက်သေးတော့မှလို့ပြောလိုက်ပါတယ်။ပန်နီဝိုက်ကလည်းတွင်းကြီးတစ်ခုတည်းကိုဆင်းသွားလိုက်ကကြာကနီးလေးမှာဘီလီကတန်တုံးနဲ့ရိုက်ဖို့ပြင်တော့ပန်နီဝိုက်ကသူ့ဘာသာသူကွဲကြီးကပျောက်သွားပါတယ်။လေပေါ်ရောက်နေတဲ့ကလေးတွေကလည်းတဖြည်းဖြည်းပြန်ကျလာပါတယ်။ဘီလီကလည်းသူ့ညီလေးရဲ့အင်ကြီးကိုတွေ့ကငိုနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘီလီတို့အဖွဲ့တွေကစကားအတူပိုင်းဖွဲ့ပြောကြရင် ဘီလီကသူတို့အခြားနေရာတွေမှာရောက်သွားရင်လဲအဲ့ဒါကမတည်သေးပဲပြန်ပေါ်လာခဲ့ရင်ငါတို့လည်းပြန်လာကြမယ်လို့ဆိုကတယောက်စီရဲ့လက်မှာသွေးတွေထွက်ဆွေပြီးသွေးနဲ့ချိန်ဆခဲ့ကြပါတယ်ဒီလိုနဲ့တယောက်ပြီးတယောက်နှုတ်ဆက်လိုက်ပြီးထွက်ခွာသားကြကဘီလီနဲ့ဘီပါလီတို့ပဲကြံခဲ့ကဘီပါလီကပေါ့လန်ကိုသွားတော့မှလို့ဆိုကနေတို့နဲ့ပေါင်းရတာအရှုံးသမားလို့မခံစားရဘူးလို့ပြောပြီးနှုတ်ဆက်ကထွက်သွားတဲ့အချိန်ဘီလီကနောက်ကလိုက်သွားပြီးနန်းလိုက်ပါတယ်ဘီပါလီကလည်းပြန်နန်းလိုက်ပြီးနှုတ်ဆက်ကထွက်သွားပြီးဇလန်းလည်းပြီးဆုံးသွားပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါကြည့်ရှုပြီးတဲ့တယောက်စီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမှခြင်းများနဲ့အတူကတ်သုံးမှကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ